ပရီးမီးယားလိဂ်ဝီတက်တင်းမှာစောင့်ကြည့်ရမယ့်စိတ်ဝင်စားဖွယ်စံချိန်တွေဒီတစ်ပတ်ပရီးမီးယားလိဂ်ဝီတက်တင်းမှာကြည့်ရမယ့်စိတ်ဝင်စားဖွယ်စံချိန်တွေအချက်အလက်တွေအများကြီးရှိနေပါတယ်ဒီတစ်ပတ်စူပါဆန်နေပွဲကြီးကတော့စတန်ဖို့ဘရစ်မှာကစားကြမယ်ဂျယ်စီနဲ့အာဆင်နယ်ရဲ့ထိပ်တိုက်တွေ့ဆုံမဲ့ပွဲပါအဲ့ဒီနောက်မှာစိတ်ဝင်စားစရာစံချိန်တွေကစောင့်မျှော်နေမှာပါအာလင်းဟာလန်ရဲ့တမိုင်းဝင်ဂိုးတရပြည့်မဲ့ပွဲဒီတစ်ပတ်ဟာလန်ဂိုးသွင်းရင်ပရီးမီးယားလိဂ်မှာဂိုးတရပြည့်သွားမှာပါ အန်အားစရာကပွဲ130တန်းနဲ့ပြည့်မှာဖြစ်ပါတယ်။အလန်ရှိရတဲ့စံချိန်ဟောင်းဖြစ်တဲ့124ပွဲကို အပြတ်အသတ်ချိုးပြတ်ပြမှာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကနယူကတ်ဆယ်ကိုရှုံးပြီးဂိုးမရခဲ့တဲ့ဟာလန်ဟာအခုအိမ်ခွေးမှာ3ပွဲဆက်တိုက်ရှုံးထားတဲ့လီးဂျ်ကိုတွေ့မှာမို့သူ့အတွက်ပြီးပြည့်စုံမဲ့ပွဲဖြစ်လာနိုင်ပါတယ်။အိုက်ဂေါ်တီယာကိုရဲ့ဆယ်ပြည့်ကိုမှတ်တမ်းဒီယာဒီအကောင်းဆုံးပုံစံပြနေတဲ့တိုက်စစ်မှုတစ်ယောက်ကတော့အိုက်ဂေါ်တီယာကိုပါ။ စနှစ်ပွဲမှာ6ဂိုးရထားပြီးနောက်ဆုံးနှစ်ပွဲမှာ3ဂိုးသွင်းထားပါတယ်။အခုအင်ဂွင်းရလက်အရန်ဆိုးနေတဲ့ဘန်လီကိုတွေ့မှာဖြစ်လို့ဘိုးထက်သွင်းနိုင်ရင်ဘရန်ဖို့တမိုင်းမှာ73ဂွဲတဲ့နဲ့10ဂိုးပြည့်တဲ့ပထမဆုံးကစားသမားဖြစ်လာမှာပါ။စန်ဒါလန်မလိုခြင်းရှုံးဝဲ300ဒီရသည့်အရန်ကောင်းနေတဲ့စန်ဒါလန်ဟာဘုံမောက်ကိုရှုံးရင်ရီမီယာလီတမိုင်းမှာ621ပွဲတဲ့နဲ့ရှုံးဝဲ300အမြန်ဆုံးပြည့်မဲ့အတင်းဖြစ်သွားမှာပါ။လက်ရှိစံချိန်ကဖူဟန်ရဲ့682ပွဲဖြစ်ပြီး ဂျန်နာလန်အတွက်တကယ်ကိုမလိုချင်စရာစံချိန်တစ်ခုအဖြစ်ရှိနေတာပဲဖြစ်ပါတယ်။နျူကတ်ဆယ်ရဲ့ဇက်တိုက်နိုင်ပွဲလိုနေပြီ။နျူကတ်ဆယ်ဟာပြီးခဲ့တဲ့ပွဲမှာမန်စီးတီးကို2-1နဲ့အနိုင်ရခဲ့ပေမဲ့အဲမတိုင်ခင်ဝက်ဆန်နဲ့ဘရန်ဖို့ကိုဇက်တိုက်3-1နဲ့ရှုံးထားပါတယ်။အခုအဝေးကွင်း6ပွဲဆက်လုံးဝမနိုင်ထားဘူး။ဒီတစ်ပတ်အနိုင်ရရင်ဧပြီလကတည်းကပထမဆုံးအကြိမ်2ပွဲဇက်တိုက်ပြန်နိုင်တဲ့အသင်းဖြစ်လာမှာပါ။ Thomas Frank ရဲ့ PR တော်တင်ဟမာဒီယာဒီအိမ်ငွေးရလက်တွေအရန်ဆိုးနေပြီးတတ်မှတ်ပဲရထားပါတယ်။ ရီမီယားလီမှာစပါးထက်ညံ့တာဆိုလို့ဘူးပဲရှိပါလိမ့်မယ်အခုဖူဟန်ကိုအိမ်ကွင်းမှာထတ်ရှုံရင်တစ်နှစ်ထဲမှာအိမ်ကွင်းလီပွဲငါးပွဲစတိုက်မနိုင်နဲ့2003နောက်ပိုင်းပထမဆုံးနှစ်ဖြစ်လာမှာပါဘောမက်စ်ဖရန့်ရဲ့ထိုင်ကုန်လှုပ်လာပြီပဲဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့ဂိုးမရတဲ့ပွဲယူနိုက်တက်ဟာပရီးမီယားလီမှာခရစ်စတယ်ဘဲလီနဲ့တွေ့ဆုံတိုင်း၄ပွဲဆက်ဂိုးမရတဲ့အပြင်၃ပွဲရှုံးထားပါတယ်ဒီပွဲထပ်ပြီးတော့ဂိုးမရရင်တသင်းထဲကို၅ပွဲစတိုက်ဂိုးမရတဲ့တမိုင်းဝင်အဆက်တကွဲစက်ကြီးနဲ့ကြုံရမှာဖြစ်ပါတယ် ီဗာပူးရဲ့တမိုင်းမှာမရှိခဲ့တဲ့အချက်တကွဲရှုံးနေမှုလီဗာပူးကအခုပုံစံကောင်းပျောက်ဆုံးပြီးခြေစွမ်းအရန်ဆိုးနေပါတယ်။နောက်ဆုံး12ပွဲမှာ6ပွဲရှုံးထားတယ်။လီဂါ2ပွဲဆက်3ဂိုးပြည့်ရှုံးထားပြီးလာမယ့်ပွဲကို3ဂိုးဒါမှမဟုတ်3ဂိုးနဲ့အထက်ရှုံးရင်1995ဧပြီလနောက်ပိုင်းပထမအဦးဆုံး4ပွဲ3ပွဲဆက်3ဂိုးအပေါင်းရှုံးနေတဲ့အတင်းဖြစ်သွားမှာပါ။အန်နီစတော့ရဲ့အရန်ကိုအန်နီရဲ့များနေတဲ့အချိန်ပဲဖြစ်ပါလေ။နော်တင်ဟမ်ဖောရက်စ်ရဲ့နောက်ထပ်အောင်ပွဲ Forest ဟာ Brighton ကိုမနစ်က7-0နဲ့ရိုက်ခွဲခဲ့ပါတယ်။အခုဒီပွဲကိုထပ်နိုင်ရင်1980-82ကတည်းကပထမဆုံး Brighton ကိုနှစ်ပွဲဆက်တိုက်နိုင်တဲ့အတင်းဖြစ်လာမှာပါ။ Wolf ရဲ့အရှိအကြဆုံးမနိုင်တဲ့ Premier League ခရီးစဉ် Wolf ဟာဒီအသည်12ပွဲမှာတစ်ပွဲမှမနိုင်သေးပဲနှစ်မှတ်သာရရှိထားပါတယ်။ဒီဘွဲ Aston Villa ကိုထပ်မနိုင်ရင် Premier League မှာသူတို့ရဲ့အရှိအကြဆုံး league ခရီးစဉ်ကိုကြုံရတော့မှာဖြစ်ပါတယ်။ Mikel Arteta ရဲ့ Chelsea စံချိန်အသစ် ်ဂျယ်စီနဲ့အာဆင်နယ်ရဲ့ထိတ်တိုက်တွစ်ဆုံတဲ့ပွဲမှာအာဆင်နယ်အနိုင်ရခဲ့ရင်ဂျယ်စီကိုအနိုင်ရမှုရခိုင်တော့61.5အထိကိုတက်လာမှာဖြစ်ပါတယ်။ဒါဆိုရင်ပက်ဂွာဒီယိုလာရဲ့61.1ရခိုင်နှုန်းကိုကျော်ပြီးဂျယ်စီနဲ့ဆယ်ပွဲအထက်ကစားဘူးတဲ့မန်နေဂျာတွေထဲမှာဒုတိယအကောင်းဆုံးဖြစ်သွားမှာပါ။ကန်နီဒဲဂလစ်ကတော့96.9ရာခိုင်နှုန်းနဲ့ပထမနေရာမှာရှိနေတာပဲဖြစ်ပါတယ်ဒီလိုစိတ်လုံရှားစရာစံချိန်တွေ အချက်လက်တွေအပြည့်နဲ့ဂိမ်းဝိတက်တင်းကိုစောင့်မျှော်နေကြမှာဖြစ်ပြီးဘယ်စံချိန်တွေကျိုးသွားမလဲဘယ်အတင်းတွေကအံအားစရာတွေထက်လောက်ပြမလဲဆိုတာကိုစောင့်မျှော်ရင်း